啊，真的好看定吧。 ုကတော့ကဘာမှာတော့တော်တော်ပြန့်နေနေကြာပြီပေါ့နော်ကျွန်တော်တို့နိုင်ငံမှာတော့ပြီးခဲ့တဲ့နှစ်ဒီကမှစပြီးတော့လူတွေပိုပြီးစိတ်ဝင်စားလာကြတယ်အဲပြီးတော့ဒီ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 တွင်ကဖြီးသွားတွေကကျွန်တော်ကျွန်တော်ရှိမှာမြေချောင်းပေါ်လေနော်ဒီတွင်ကြီးမှာဒီစီးပြီးသွားလာနေတာတင်းမောသွားရဲဆိုတာများတော့အစ်ကအရင်ကဆိုလို့ရှိရင်ရေချောင်းအစ်ကတုံးတာများ เดี๋ยวปีหน้าดีนะครับนี่เราหวังเกิดเลยตัวเตะแล้วอ่ะไอ้จีเพียนเดียวเราเรา ဒါကျွန်တော်ခံလေးပါတာတော့ဒီနားမှာဒုတိယချက်လေးမှာကျတော့ဒီလောက်ဒီလောက်ပေါ့တကယ်တော့အတူသူ့ရဲ့အခန်းလိုက်အများကြီးပဲကောင်းတာရှိတယ်ဥမာက presidential suite ဆိုလို့ရှိရင်ရာခူစီဟာမျိုးလေးပါပါတယ်ပေါ့နော်အာဒီဟာကျတော့ပုံမှန်အခန်းပုံစံလောက်ပဲဒါကျတော့အာ ကိုပိုင် runner လေးပါတယ်အေးစစ်စစ်ချောလို့ရတယ်အဲ့ဒီတင်တော်တော်မင်းနေပါဘူးเนาะဈေးလည်းအများကြီးမကုန်ဝင်နေကိုယ့်ကိုယ်လုံးတာတကယ်လို့သုံးနိုင်နေဟိုသုံးကျင်နေဆိုလို့ရှင်တော့လေအဲ့ထက်ကောင်းတဲ့ခန်းလေးတင်ပါ ေးဘောသွားနေတာလေးကြည့်ပြီးတော့အခန်းထဲကနေကြည့်ရတယ်တမျိုးမိုက်တာပဲနော်ကိုယ်အခန်းထဲကနေကိုအာအပေါ်ထိတက်ဆောင်လို့ဝင်နေအခန်းထဲကနေပဲလှမ်းပြီးတော့တင်းဘောသွားတာကြည့်ရအောင်မိုက်တယ်မဆိုးဘူးနော် cruise ပေါ်မှာ gym မှာတခါတည်းပါတော့အာ gym လောက်ဝမပြည့်ချင်တဲ့လူတွေပေါ့နော်အဲအနည်းဆုံးတော့ဟိုပြင်းပြင်းထန်ထန်မဟုတ်ရအောင်ကအာပုံမှန်ဒီကိုယ့်ရဲ့လေ့ကျင့်ခန်းကြီးကျွတ်သားမှာဆုံးတွေကိုမပြတ်သွားစေမယ့်ဒိစာမျိုးတွေနောက်တစ်ခါတချို့ဟို weight loss ကစားတဲ့လူတွေဆိုလို့ရှိရင်တော့ကိုယ်စင်ပြတော့ဘာလို့ဆိုတော့သူ့ရဲ့ activity တွေကလုံးဝတကယ်ပဲဒီစပိန်နေတာလို့ပြေးတာလို့ဆက်တူတာဆင်ရှိတယ်ဆိုတော့ ခု local ကိုစပြီးတော့ introduction လောက်တာပါခင်ဗျာပြီးတော့ကျွန်တော်တို့ captain ကြီးနဲ့လည်းမိတ်ဆက်ပေးကြပါရခင်ဗျာကျွန်တော်တို့ captain နာမည်ကိုမောင်မောင်လို့ခေါ်ပါရခင်ဗျာကိုမောင်မောင်ဒါတော့ကျွန်တော်ရဲ့ second captain ပါခင်ဗျာကိုထွန်းတိန်ဦးလို့ခေါ်ပါရဒီပထမဦးဆုံး cruise မှာလာပြီး join ရတဲ့အတွက်ကျွန်တော်တို့အနေနဲ့လိုက်လိုက်လဲလဲကျေးဇူးတင်ပါတယ်ခင်ဗျာဒီကူကူ AR ရင်းကြီးပေါ်မှာတညတာအိဆိုင်နဲ့စကိုင်းနဲ့မန္တလေးအလှပတွေကိုတမှုကွဲပြားစွာမြစ်ပေါ်ကနေပြီးတော့မြင်တွေ့ခံစားရတဲ့အရာတာကို Grand Balkan Cruise ကိုစီးနှင်းနဲ့ရရှိခံစားရတဲ့အကြောင်းကျွန်တော်အတင်းဆက်ဝေမျှလိုက်တာဖြစ်ပါတယ်ခင်ဗျာ။လက်ရှိဆန်တဲ့အတွေ့အကြုံလွတ်လပ်တီးတန့်ဆန်တဲ့အရာတာခဏတာစိတ်အနှွမ်းပြိမဲ့ဒီနေရာလေးကိုကြီးစုသူတွေအားလုံးလဲကျွန်တော်နဲ့အတူခံစားရရှိမယ်လို့ယုံကြည်ပါတယ်။ဟုတ်ကဲ့ကျွန်တော်တရားတဲ့ Traveler ပါ။